အားလုံးပဲမင်္ဂလာပါဗီဒီယိုရေးမှကြိုးစားပါကျွန်တော်မနောပြည်တယ်ဆရာခုနှစ်ကဆရာဒီမှာကျမကလေးမိစခဲ့ပူတယ်တယောက်ပါဆရာဆရာမမိလားမသိဘူးခုလုံငန်းနာမည်လေးပေးခြင်းလို့ပါဆရာ ကျမဆိုင်ဖွင့်ထားတာ73နှစ်ရှိပါပြီပုံမှန်ရောင်းရတဲ့ထဲလေးပါပါတယ်ကားလမ်းပေးပြလို့ခီးသွားတွေပို့ပြီးရောင်းပါတယ် ခုဖြစ်နေတာဆရာကြီးစားသုံးသူတွေကဆိုင်မီကို မမှတ်မိပဲဆိုင်နေရာပဲမှတ်မိကြတယ်ဒါကြောင့်နေရာမှတ်ရောင်းရသူလို့ဖြစ်နေပါတယ်ကျွန်မပေးထားတဲ့ဆိုင်နာမီကိုသူတို့မမှတ်မိကြဘူးဆရာအဲ့ဒါဆိုင်ကျိုးပေးမီနမီတစ်လေးလည်းပြောင်းပြီးတော့စားသောက်ဆရာအစ်တလေးတွေလည်းထပ်ပြီးတိုးကျင်လို့ပါဆိုင်လေးကကျိုးပေးပါတယ်ဆရာညနေက ဆရာကောင်တဲ့ညံပူတော်ကလွှဲထားပါတယ်။ကျမကိုကျိုးပိနေမိလေးရွေးချယ်ပေးပါဦးဆိုပြီးမေးမြန်းထားပါတယ်။ဒုမမွေကုနစ်က22ရက်တလပါ1989ခုဖြစ်ပါ။အများအခေါ်မိကမတ်ဤပါ။ဒုမအမဘူး6ကျွင်းတိုက်ဖွာတနုငနေသမီးတယောက်ဖြစ်ပါ။ ဲ့ဒီတော့ဘာမှတောင်းများကြီးစဉ်းစားနေတည်းမလိုပါဘူးကြာတာပြေးစာကြာတာပြေးဆုံးမိပေးရမည်ဖြစ်ကြနားလည်လိုက်ပါတယ်တခုပြောစရာကြံပါသေးတယ်အရင်သူမပေးခဲ့တဲ့နမိလေးကအောင်ပန်းမြိုင်စားဆုံးစားပွဲဆုံးဆိုတဲ့နေ့နဲ့အတွေ့အရာ၎င်းဂျိုးသွားလာရ၎င်းပြုတ်ပဲ့ရ၎င်းတော်တော်ကောင်းပါတယ် အောင်နဲ့ပန်းနေအမြိုင်းနေရမယ်ဆိုတဲ့အတိတ်ပဲပဲဖြစ်ပါဒါကြောင့်ဖွင့်ထားတာလဲ73နှစ်လုံးလုံးအကျိုးပေးတာဖြစ်ပါလိမ့်မယ်အကျိုးမပေးတဲ့အမိဆိုရင်ဘယ်ဒီလောက်ကြာကြီးခံမမလဲဆိုင်ရင်ပြုတ်သွားတာလဲဖြစ်မယ်ပြဿနာတွေပေါ်လာပြီးမလုံနိုင်တော့တာဆိုင်မထွက်နိုင်တာတော့မျိုးကြီးအများကြီးဖြစ်သွားနိုင်မှာလုံငန်းပေါင်းများစွာထောင်ကြီးများစွာ အမိကိုဘေးနဲ့ပညာရလေးလာပူရင်ဒါလေးတန်းတည်နိုင်ပါတယ်တခါတခါမှာနေနဲ့အတွက်ရကြိုးပေးမှန်ပေမဲ့နာမည်တွဲတာ ချိုးမပြင်းရင်လေအကျိုးပေးကမတန်ပါဘူးသောသောကသူမပြောတာသူမဆိုင်ကိုလူတွေမမတ်မိကြဘူးတဲ့ဒါကဘာကြောင့်လို့မိတ်ဆွေတို့ထင်ပါတယ် ဘာကြောင့်မှမဟုတ်ပါဘူးတခါတခါအကျိုးပေးတန်တဲ့အမိဒီကနောက်ခံအယောင်နေစလုံးအယောင်နေတသိအယောင်နေသုံးဆဲမှုမှာအကျိုးပေးမတန်တဲ့အယောင်နေရွေးချစ်ထားမိရင်ခုလိုပဲလူတွေမမမိကြပြန်ပါဘူးဒါကြောင့်အယောင်ရွေးချယ်မှုပိုင်းဟာလေအရေးကြီးတယ်ပြောမှဖြစ်ပါအကျိုးမပေးတဲ့အယောင်ကလွဲပြီးတော့အခြားအယောင်တွေကတုံးပြူလို့ရပါတယ် ကျိုးမပေးတဲ့အရာဆိုရင်တော့ဒေဂျာပေါ့လုံခဲ့ရနာရတာရဆိုင်သွားတာမျိုးတွေကြုံရနိုင်ပါဂျာသာပရိသဂျာသာပရိအစုံအမိရွေးချယ်ပြရမိမှန်တော့လေဟိုပညာကန်းနဲ့ချိန်လာဒီပညာကန်းနဲ့တွက်လိုက်နောက်ပညာကန်းနဲ့နဲ့ဆက်ဆေးလိုက်နဲ့ဟုံးနောက်၆သွားပါတယ်နောက်ဆုံးတော့ဂျာသာပရိသဂျာသာပရိအစုံလုံခဲ့အမိဝမ်းများစွာတက်ကြည့် ။လူမအတွက်ကြိုးပမ်းမီလေးရရှိပါပြီ။အဲ့ဒီမီကတော့ဘွဲတော်မင်းဆိုတဲ့မီလေးဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီမီတစ်မျိုးကိုပဲသူမအတွက်ရွေးချယ်ပေးလိုက်ပါတော့လေ။အားလုံးမိတ်ဆွေများရှင်လဲချက်မိကြခင်ဗျာ။